ဆရာဇဝနရေးတတ်ထားတယ်။ဇဝနပုံမြင်စာအုပ်ထဲမှာမာတင်ကဆိုတဲ့ပုံမြင်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့ကြီးတွင်မိမိတို့ဝမ်းရည်အတွေ့လောက်ကိုင်းရှာဖွေစားတောင်းနေကြသူတို့မှာခြေချင်းရှုံလိမ့်နေအောင်ပြည့်နဲ့ပေါ်များသလားအလုံးမလုံးမကိုင်းမဲစားရေးရှာဖွေသူတို့မှာလဲလွန်စွာ ပေါ်များလှပေ၏ ထိုသူတို့အထက်တွင် အများဆုံးသောသူတို့မှာသံတန်းစားများပင်ဖြစ်ကြကစလန်ပါပါဖို့အန်ကယ်နေပဆန်နေခါနာနေတနာတော်မှုကြပါခမစွန်ကျဲတော်မှုကြပါခမဟောတာကကိုအောင်မောင်ချီထိုးကလေးတုနဲ့လက်တဲတဲ့နဲ့လက်တဲကိုကိုတို့မမတို့ပေးမှကဲမှတနာမှစရရမယ့်ဘဝပါစတော့အတန်းတို့မှာ ၊စူညံနေတော့သည့်ပြင်နေ့စဉ်နဲ့အမျှတနေ့တနေ့လျင်10ဦး၊15ဦးတည်းမနေအိမ်ဘဝတွင်လာရောက်ရက်တန့်တောင်းရန်ကြသည်မှာလွန်စွာစိတ်ရှုပ်စရာကောင်းသည့်ထက်ကျွန်တော်ဤအဖို့တွင်၎င်းတို့အတန်းကြာအလုတ်တွင်အနောက်အရှက်ဖြစ်ရသည်ကတမျိုးထား၍ထား၍မောင်းနေရသည့်အတွေ့အလုတ်ပြက်သည်ကတမျိုး အမျိုးမျိုးသော အကြောင်းတို့ကြောင့်တောင်းရန်သူလာသည်မြအမြန်သာလျင်နှိထုတ်ပြရလေ၏တနေ့တွင်သံတန်းစားတယောက်သည်နှိထုတ်ပြလိုက်တော်လဲမကြားခြင်းအောင်ဆောင်ကကြကြီးကြီးလောက်၍တောင်းနေလျာကျွန်တော်ဤမိတ်ဆွေကြီး အပါကလေးကမြင်းသဖြင့်ဦးလေးဒီသံတန်းစားကိုပတ်စံပေးလိုက်ပါဦးလေးရဲ့ဟုပြောလေ၏အလိုငါတူဟာ စေတနာတရားတဲပြီးထက်တယ်မကလားဟုကျွန်တော်မှအံအောပြောဆိုမိလေ၏မဟုတ်ဘူးဦးလေးရဲ့တရားစာအရှိမကြကြရက်နေပြစ်တရေမရှိဘူးတဲ့နောက်ပြီးဒီတရားစာတွေဟာမိမတော်တောင်းတတ်တယ်ပက်ဆက်ပေးနိုင်ရင်မြင်မြထွက်သွားမှာပေါ့တရားစာဆိုတာပက်ဆက်နဲ့ထမင်းသာတောင်းတာပါကွယ်မိမတောင်းတယ်လို့မင်းတို့ဘသူကပြောတယ်လဲဆရာမကပြောတယ်ဦးလေးရဲ့ တောင်းလို့တော့ပေးလိုက်ရတယ်။သူတို့ကတိတ်ပါတာမပေးလို့မနေရဘူး။အဲ့ဒါနဲ့တထဲကြီးတယောက်ရှိရောဦးလေးရဲ့။အဲ့ဒီတထဲကြီးနာမည်တော့ကျွန်တော်နည်းနည်းမေ့နေတယ်။ဘသူဆိုလားဦးလေးရဲ့။ဒါဖြင့်ဥဘသူလို့ခေါ်ကြပါစို့ကွယ်။ဟုတ်ကဲ့။အဲ့ဒါနဲ့အဲ့ဒီတထဲကြီးဥဘသူကအလှပေးတာဟုတ်ဒီတော့ဒရောင်းသားတွေလာကြတာပေါ့ဦးလေးရေမာတင်လဲတဲစလုံးခွက်ပေါက်ကလေးကိုင်းပြီးတော့ တာရုပါခမညာတာရုပါတာရုပါအဝေယာဘေးမခါပဲအေးမြတော်မူကြပါစေလူနိုင်ကြပါစေတဲနိုင်ကြပါစေ လူနဲ့တဲနိုင်တဲ့အတွက်အခါများလဲတနာတော်မူကြပါခမညာကြုံကြိုက်တဲ့အခါများလဲစွန်ကျဲတော်မူကြပါခမညာနဲ့သူလဲတရားစားတွေကြောင့်ဝင်းပြီးတိုးတာပေါ့လေဒီလိုတိုးတော့တရားစားခြင်းခွက်ချင်းမခေါ်ဘူးလားဟုတ်တော့ခုံမှာပေါ့ဒါပေမဲ့မတင်တော့ ဘာမှမဖြစ်ပဲရှင်နာရောက်သွားပြီးသမင်းတွေရသွားပါရောသမင်းတွေကိုတထေကြီးဥပ္ပတုရဲ့သမီးကထွက်ပြီးလောင်းတာ ਉ တထေသမီးနာမည်ကတော့အင်္ဂလိပ်လိုပဲမှဲ့သလားသူ့နာမည်ကတော့အင်္ဂလိပ်လိုတော့မဟုတ်ဘူးဒီထမင်္ဂလာဆိုလားမင်္ဂလာဂလကဆိုလားခေါ်ရတာတိတ်ရှာရတာပဲအဲ့ဒါနဲ့မာတင်ကသမင်းဆိုင်ဒီတထေသမီးကို ကြည့်ကြည့်နေရတာသမင်းလဲဝရော သဒ္ဒါသာထမင်းကတော့မကောင်းဘူးဦးလေးရဲ့မိမလိုချင်လာပြီးတော့တထဲကြီးသမီးကိုတောင်းတာပေါ့ဒီတော့တထဲကြီးကစိတ်ဆိုးပြီးဂလဲဒီဖူးဆိုပြီးဒေါသဖြစ်ဖြစ်နဲ့မာတင်ကိုရိုက်တော့မာတင်ကနာရာနည်းနည်းရင် तू ကညိုမြလောက်ပြီးမြေကြီးပေါ်ပြစ်နေပြီးမထားပဲနေတာပေါ့ဒီလိုဆိုတော့တထဲကြီးလဲတိတ်ပြီးမျက်လုံးပြူးသွားတာပေါ့မတော်တဆဓာတ်ကိုတွားတိုင်းရင် ရိုက်နေမှုလက်ရောက်ကျွလို့မှုနဲ့တရားစွဲခံရမှာဆိုတော့အကျံရကြက်နေပါရောနောက်ပြီးသဏ္ဍာန်စာအရှိမှကြကြနေရင်ကြက်တရေရုတ်တယ်လို့လဲပြောကြတယ်အိနာနေချင်းတွေကလည်းကဲ့ရဲ့ပြီးအဖက်မလုပ်ဘူးဆိုလားဘာဆိုလားဆရာမပြောတော့ကနောက်ကကြွက်နေရစက်ကူလုံးနဲ့ပေါက်နေလို့လက်ကြည့်နေရတာနဲ့ကောက်ကောက်မကြားလိုက်ရဘူးအဲ့ဒါနဲ့တထေးက I see Mr. Martin ငါသမီးကို you very love ဖြစ်နေငါပြောတယ်လို့လို့ you ငါသမီးကိုလိုက်ပြီးစကားပြောငါသမီးကို စကားတောင်းကိုပြောအောင်ယူလုံးနိုင်ရင်ငါပေးစားမယ်ဆိုပြီးသူ့သမီးကိုလည်းဘသူနဲ့မှ စကားမပြောဖို့မှားပြီးတော့ဥယင်ထဲကိုလွှတ်လိုက်တာပေါ့မာတင်လည်းဥယင်ထဲလိုက်သွားပြီးဘွေရအာယူကိုရင်း my bread teammate ဆိုတဲ့ အင်္ဂလိပ်တချင်းကလေးနဲ့တွားတာပေါ့လေ။ညိုင်းตาရဆိုတဲ့တချင်းများရောမစိုးဘူးလားကွ။မတင်ကဒီတချင်းကိုမရဘူးဦးလေးရဲ့မြမတချင်းလေးကကာလာဘောပဲရတယ်ရီရီရီတစ်ပင်အောင်မနေဆိုတဲ့တချင်းတော့မှုတ်နေတာပဲအဲ့ဒါနဲ့ဥယျာဉ်နဲ့ရောက်ပြီးတော့လူပြောစကားပြောတော့မရဘူးဦးလေးရဲ့ဒါနဲ့အကြံတစ်ခုထုတ်တာပေါ့ဒီအကြံထုတ်ပြီးအုတ်ခဲနှလုံးနဲ့ ဖိုးခလောက်လောက်ပြီးထမင်းအိုးတဲတော့ထမင်းအိုးကလိမ့်လိမ့်ကြာနေတာပေါ့တထေသမီးကမတင်လောက်တာကြည့်နေရကနောက်တော့အမြင်မတော်ကြည့်မိရတာနဲ့ဟဲ့တရားစားထမင်းချက်တာဖိုးခလောက်တော့လုံးမရတဲ့ဟဲ့နှလုံးနဲ့နဲ့ရပါမလားဒါကြောင့်နင်းတို့ကတရားစားဖြစ်နေတာလို့ပြောလိုက်မိတာပေါ့မတင်ကတိတ်ပါတဲ့ငနေပဲဦးလေးရဲ့တထေသမီးကဒီလိုပြောလိုက်တော့ စကားတခွန်ရသွားရမဟုတ်လားနောက်တခါထမင်းအိုးမှွေမဲ့လောက်တော့ရောင်းမခါထိုးပြီးလိုက်ရှာပြန်ရောတထေးသမီးကနေသိပ်အပါကလားရောင်းမခါထိုးပြီးရှာလို့အလကတွေ့ပါမလားပြောလိုက်ပြန်တော့တခွန်ရပြန်ရောနောက်ထမင်းချက်တော့နက်နီးမကင်မင်းထမင်းအိုးငှဲ့ပြန်တော့ထမင်းရေဘူးလောင်နာတွေ့ရပြန်တာနဲ့တထေးသမီးကမပြောဘဲမနေနိုင်ပဲ ြောမိပြန်ယောအဲ့ဒါနဲ့တုံးကုန်းလည်းပြည့်ရောမာတင်လည်းတထဲကြီးစီပြန်လာပြီးအိုင်းစေးမိုင်တတရောက်ခမကြီးခမရသမီးပေးပြီးတော့ကျုပ်တော့တုံးကုန်းရခဲ့ပြီဆိုတာနဲ့တထဲကြီးလည်းသူ့သမီးခေါ်ပြီးတော့ပြောမိတာမှန်နေတာနဲ့ပေးလိုက်ရပါယောသရကပွားသွားတာပေါ့ပွားလဲပွားရောအဲ့ဒါနဲ့ပြီးရောဒီနေရာမှာတော့ ဆရာဇဝနာရေးသားထားတဲ့ဇဝနာပုံမြင်စာအုပ်ထဲမှာ မာတင်ကဆိုတဲ့ပုံမြင်ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်။